လို့ရနေလာရဒီနေ့က24ရက်3လပိုင်း2025ဖြစ်ပါတယ်ဗျနေကန်7နာရီ50နဲ့မှပုံမီတနားထိုးတော့ပေါ့နော်မန္တလေးမဟာအောင်မြို့မဟာအောင်မြို့နယ်ချမ်းမြောက်ရပ်ွယ်လို့ပဲဦးဇင်းတို့ဒါကြားကြည့်ရတယ်ပေါ့နော်အုတ်ချိုမှာပေါ့ဒီဦးဇင်းတို့ခုဆိုလို့ရှိရင်စစ်မှုထားဥပဒေနဲ့ပတ်သက်ပြီးမှမဲပေးတဲ့မဲလောက်တဲ့ဟာတွေကပေါ့နော်အဲမဲမှာပထမမှုတွေပြန်ဖြစ်နေတယ်ဆိုတော့အကြောင်းပေါ့ ရက်ွက်အုပ်ချုပ်ရေးမှုကနေပြီးမှသူ့ရက်ွက်ကဟာတွေရတော့မဲကြီးတဲ့ဟာတွေကိုရက်ွက်အုပ်ချုပ်ရေးမှုကိုလည်းဒီမဲကိုလိုက်တယ်ရက်ွက်အုပ်ချုပ်ရေးမှုကိုလည်းဒီမဲကိုနှိုက်တယ်နှိုက်ပြီးမှသူ့ရက်ွက်ကလူတွေကိုကျတော့မဲကြီးတဲ့အရင်ဆွဲဆိုသွားပြီးမှအခြားရက်ွက်ကဟာတွေကျတော့မဲတေးတဲ့အရာတွေကိုပဲလုပ်သွားတယ်ပေါ့နော်အဲ့တော့ရက်ွက်တွေကမကြင်မနှက်တွေဖြစ်နေကြတယ်ပေါ့ဆိုကြတာတော့မဲလိုက်တာ မမြတ်တာဘူးဆိုတဲ့သဘောပါနော်အားနဲ့ပတ်သက်ပြီးဥစဉ်ကခုလေးတွေဖုံးဝင်လာတဲ့အတန်ဖန်ဥစဉ်ဖွင့်ပြမှာဖြစ်ပါလိမ့်မယ်နော် ဲ့တော့ဥစဉ်ကအုတ်ချိုရည်မူနာမည်ရဲ့တိုင်တဲ့လူရဲ့နာမည်ရဲ့အကုန်လုံးဒီဥစဉ်အတောက်ခိုင်ထဲမှာတော့ပါပြီးသားပါဗျာနော်လက်ရှိဥစဉ် live တွေ့ဥစဉ်ပြောနေတဲ့အချိန်မှာပဲဒါမဲနိုင်ပြီးဆုံးပါလို့ဥစဉ်တို့ကြားသိရပါတယ်နော်ဒါအလုံးနားထောင်ကြည့်ပါဗျာဒီနိုင်ပြန်ပြရတယ်တက်လက်ကြည့်တော့သူကလည်းမဲရိတ်လိုက်သွားတော့သူကရောက်ကြအကြီးကြီးကြောင်လိုက်သွားတော့အဲအောင်တက်ဘယ်ဘယ်อ่ะ ကိုကမောင်မီမျိုးနဲ့ချမ်းမြောက်ရက်ခွက်ကပါအင်းဆိုတော့မောင်မီမျိုးနဲ့ပြီးတော့ကပလာကပ်ဖပါဒီတော့ရက်ခွက်ယာယီမှုလဲလုံးပါတယ်ပလာကပ်ဖတဲ့တော်တက်ဖွဲ့ဝင်ပြောက်ပါအင်းစိုးရနိုင်မှာနမေရအင်းဘယ်မှနေအောင်ကျောမောင်မီမျိုးနဲ့40နှစ်လမ်း80ပါဗျာ30နှစ်လမ်း80ဟုတ်ဗျာအော်อืมဘာမဲရဘလုံးလိုက်တော့ သူတပြိုတော့ဒီမှာပက်လူလေးရကျော်နိုင်တဲ့ချိန်မှာ तू ကမဲဝင်မဲလိုက်တယ်သူတို့လိတ်သွားတယ်လိတ်ပြီးတော့ကိုရရရင်သူကသူတို့ရက်ခွက်ကလူလေးကြီးပဲခေါ်သွားပြီးတော့ तू ကထိတ်ကနေ300ကျော်တွေ200ကျော်တွေနိုင်ထုတ်သွားလိုက်တာတပြိုတော့ရက်ခွက်ကြတော့ဆက်နှစ်လူလူဆက်သုံးလူလူတွေခြံခဲ့လိုက်တာပေါ့အင်းမတမအောင်လည်းပုတ်ကဲလောက်သွားပေါ့။ तू ကအများရှိတော့အဲ့လိုပေါ့။ဒါပေမဲ့ तू ကြီး तू ကမဲလိုက်လိုက်တာပြီ။ तू ကြီးမဲလေးလိုက်နိုင်သွားတာဆိုတော့သူတို့ကြီးရက်ွက်ကအကြီးတွေပေါက်သွား။ကျွန်တော်ရက်ွက်လူကြီးကမျက်ရည်နဲ့မျက်ွက်တွေဖြစ်ကုန်။အဲ့ရက်ွက်အုပ်ဆုံးကဘယ်လိုလဲ။ ။ကိုချိုရေးဘူးကကိုစမ်းယူတယ်။ကိုစမ်းယူ။ဟုတ်ကဲ့။ဘယ်ဘယ်နေရမဲနိုင်တာ။ခုခုလေးနေနိုင်တာဗျာ။ဟောတခိုင်းအဲထိတ်တိုက်ရှင်းရလားဘူးကြီးတွေတည်ရ။ရှင်းရတယ်ဗျာ။ရှင်းရနော်။ရှင်းရတယ်ဗျာ။ဟုတ်ပြီဟုတ်ပြီဟုတ်ပြီနော်။အဲအားလုံးရက်ခွက်အုပ်ချုပ်ရေးမှုကတော့ကိုစမ်းယူလို့ပဲပြောတယ်ဗျာနော်။ဘယ်ရင်ကဆိုးရနိုင်တဲ့နော်။ရရရမှုပေါ့နော်။ သူကဒါတော့ဒီသူပြောတဲ့အတိုင်းဆိုလို့ရှိရင်တော့ဒါမဲကမတမာမှုလို့ပြောလို့ရပါတယ်ဘာဖြစ်လို့ဆိုတော့ဒီဥဆိုင်ကြီးကိုယ်တိုင်ဒီမဲတွေကိုလိုက်တယ်ဒီမဲတွေကိုလိုက်ပြီးမှသူကသူကိုယ်တိုင်ဒီမဲကိုနိုင်တယ်သူ့ရဲ့ဘက်ကဟာတွေကတော့မဲကြီးတဲ့ဟာတွေမဲကအားလုံးပေါင်းလူကြီး400ကျော်နိုင်အောင်ဖြစ်နေတာနော်အဲ့တော့မဲ400မှာကြီးတဲ့နံပါတ်တွေကြီးနိုင်ပါတယ်တေးတဲ့နံပါတ်တွေကြတော့အဲ့ဒီဂျက်ကွက်တေးသေးတွေကိုခြံမခဲ့တယ်ပြောချင်တာကစမှုထံကအလှည့်ကြတိုင်ရမှာတေးတဲ့သူကရင်လဲကြီးတဲ့သူကနောက်မှလဲရတာပေါ့နော်ဒိုင်မိုးလေးဖြစ်တာပေါ့ အဲ့တော့ तू ကပြောချင်တာရာရင်မှုတယောက်အနေနဲ့တူတူရိုက်ကွက်မှာတော့ဒါ तू ကတူရဲကောင်းပဲတာနော်။ဒါဥစဉ်ဖုံကိုသူချဝင်လာတယ်ဝင်းကြီးမှပြောချင်တာတော့ဥစဉ်ပြောလိုက်တာတော့ရှင်းတယ်ခင်ဗျလူကြီးတွေတီးလို့ရှင်းရင်ခင်ဗျရှင်းရတဲ့ဒီရှင်းလားဆိုတော့လူကြီးတွေတီးလို့ရှင်းရင်လည်းရှင်းရပါတယ်ခင်ဗျာတဲ့။အဲ့တော့ဥစဉ်တို့မဟာအောင်မြေမြို့နယ်မှာရှိတဲ့မဆဘအဖွဲ့ဝင်နဲ့တာဝန်ရှိပုဂ္ဂိုလ်များအားလုံးအနေနဲ့ဒါမျိုးတွေမဲတမာမှုတွေမတရားမှုတွေကိုခချင်းပြောတော့လူတွေကနော်မဲဆိုလို့ဒါ NLD ဆိုရတဲ့တက်ကမဲခိုးခဲ့လို့ နိုင်ငံတော်ကဒီလိုကြီးဖြစ်တာစူပူမှုတွေဖြစ်တာเนาะအဲ့ဒါဒီအစိုးရလက်ထက်မှာမဲလာမခိုးခဲ့ဒီလိုဖြစ်မှာမဟုတ်ဘူးအခုလဲနာသက်ကအစိုးရလက်ထက်မှာယာယီမှုတွေအုပ်ချုပ်ရေးမှုတွေရာစစ်မှုထမ်းမှုတွေနဲ့ပတ်သက်ပြီးမှမဲမတမာမှုတွေမဲခိုးမှုတွေအခုကလေးကသလာပြီဆိုတော့အခုကလေးကသလာပြီဆိုလို့ရှိရင်တော့မလိုအပ်တဲ့ပြဿနာတွေဖြစ်ထွန်းမလိုအပ်တဲ့ပြဿနာတွေဖြစ်လာနိုင်တယ်ပေါ့เนาะအဲ့ဒါကြောင့်မို့မလိုအပ်တဲ့ပြဿနာတွေဖြစ်လာမှာမဖြစ်စေချင်တဲ့အတွက်ကြောင့် မောင်မြေမျိုးမှာစောစောဦးစင်းရဲ့အတန်ဖိုင်ကိုတခြားနားထောင်ပြီးမှတခြားစစ်စစ်ပြီးမှဟုတ်ခဲ့ရင်ပြန်ပြီးမှစပြီးမှထိရောက်သွားလဲအဲ့ဒီအုတ်ချွေမှုကိုထိရောက်သွားအေးအယူပေးဖို့အတွက်ကိုပြည်သူလူထုရဲ့ကိုစားယာယီမှုတွေရဲ့ကိုစားပေါ့ကိုတော်ကနေမှဒါမောင်မြေမျိုးနယ်မှာရှိတဲ့တောင်ရှိပုဂ္ဂိုလ်များအားလုံးကိုဒါမေတ္တာရက်ခံခြင်းဖြစ်ပါတယ်ဗျအားလုံးလာပါပဲဗျာ